ARD တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မာဝင်းဟာကျုံပြောခရိုင်ရေးကြီးမျိုးအခြေခံပညာထက်တန်းကျောင်းဒေသတည်တိခမ်းမမှာပြုလုပ်တဲ့အာထကရေးကြီးကျောင်းသားကျောင်းသူဟောင်းများရဲ့39ချိန်မြောက်အော်စတြီးယားဘူဇော်ဝဲသို့တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတက်ရောက်လာကြတဲ့ကတော့ကန်ဆရာကြီးဆရာမကြီးများအားတနိဒာကြီးဝန်ကြီးချုပ်နဲ့ចောင်းသားចောင်းသူဟောင်းများကလူဝဲပစ္စည်းများဖြင့်လူရန်ကတော့ကြပြီးမြေတားရေးကြီးမျက်ဆရာကျမကြီးဆောင်ရှားမှုအသိအတွက်အလူငွေများပေးအပ်လူရန်ခဲ့ကြပါသည်။ အဒီနောက်တနိတာကြီးဝန်ကြီးချုပ်ဟာတရငါးနှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့်ရေကြီးမျိုးအောင်ဆန်းရက်ကွက်အောင်ဆန်း30လံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ခဲ့ပြီးတာဝန်ရှိသူများနဲ့အတူဖွင့်လှစ်ပေးကလမ်းသစ်အားလှည့်လည်ကြည့်ရှုဆစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီးတနိတာကြီးဝင်ကြီးချုပ်ဟာတရားငါးနှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအဖြစ်ရည်ကြီးမျိုးနဲ့25ဂရင်းဆန်ပြည်သူစည်းရုံးအားဂရင်း90ဆန်ပြည်သူစည်းရုံးအဖြစ်တိုးမြင့်ခြင်းဖွင့်ပွဲကိုတင်ရောက်ဖွင့်လှစ်ပေးပြီးစည်းရုံးတရားကုသနေတဲ့လူနာများအားကြည့်ရှုအားပေးခဲ့ပြီးစေကုသစီအိမ်များနဲ့အာဟာရဖြည့်စားတောက်ဖွင့်ရများပေးအပ်ခဲ့ပါသည်။ အဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာတမဝိုင်မှနေခြေလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရေချင်းမြို့နယ်ခြေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတရငါးနှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအဖြစ်တပြေတွင်ခင်မီစံပြခြေရွာအိမ်သွဲရေတိုင်းစနစ်ဖွံ့ဖြိုးသို့တက်ရောက်ခဲ့ပြီးတာဝန်ရှိသူများနဲ့အတူအိမ်သွဲရေတိုင်းစနစ်အားဖွင့်လှစ်ပေးပြီးအိမ်သွဲရေတိုင်းစနစ်ဆောင်ရွက်ထားသောဒေသခံပြည်သူတို့ရဲ့ရေမီတာဖြင့်ရေသုံးဆွဲမှုအားကြည့်ရှုအားပေးခဲ့ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနဝယ်မှပေးပို့ထားခြင်းဖြစ်ပါတယ်ရှင်